တင်းနိုးလေးသားသမီးအတွက်တပတ်စာတဲရော့ကညီမကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်။တင်းနိုးလေးသားသမီးယခုချိန်ယခုကာလမှာတော့ကိုလုံးမယ်လို့ရည်ရထားလို့ဒီရဲတင်းနေလို့ပါအင်တရာတိုက်လို့ပါလောကအကျွတ်ပြီးလို့ပါဗျာ။ကန်စာတာကိုတဖန်ပြန်ပြီးတော့မျက်နှာသာပေးတဲ့အခြေအုံရောက်လို့နေပါလေဗျာ။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တကူခုခံတဲ့ကြားပြောက်တတ်တဲ့ကမိုင်းနိုင်ခံတတ်တဲ့အထူးသဖြင့်တယ်လီဖုန်းမျိုးဆိုင်ကမှာပဲဖြစ်ပါတယ်။မိတ်ဆွေပေါင်းတဲ့က အာအီဥအေဩအောင်လို့အေးလို့ဣလို့ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်ပြ။တတိသားမဲ့နေ့နဲ့နေရတာဟနာမည်ပါတဲ့သူတွေတတိသားရှောင်ကြရမယ်။၎င်းနေ့နဲ့နေရကိုယ့်ဘဝမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။တာတိနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားမဲ့ချက်ရောက်ပြီးအောက်လက်ငတာနဲ့ပတ်သက်တဲ့ကိစ္စအစ်စ်နှစ်ယောက်ရောက်လာလို့ရှိတယ်။ လက်ခံထားရမယ်။ကောင်းသောလာခြင်းဖြစ်ပါလေဗျ။ကားဝယ်ဖို့ရည်ရထားတဲ့သူတွေ21ရက်အတွင်းဝယ်ပါ။ကားကြီးကားကောင်းကားတန့်ကိုပိုင်ဆိုင်ရတဲ့ချိန်ဖြစ်ပါလေ။ဂျန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးရန်ရှိလာလို့မေးရှိတယ်။ကို့ရန်လိုတဲ့သူတအုပ်ရှိတယ်။ဂျေးနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့သုံးဝင်းဆိုင်ဖြည့်ရှင်းစရာကိစ္စတွေပေါ်လာတဲ့အချိန်ဖြစ်ပါလေ။ကျမတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ တွားနာခြင်းတွားကခြင်းတွေဖြစ်တတ်တယ်ခါနာခြင်းခါကခြင်းတွေဖြစ်တတ်ပါဘုရားဘာသာပို့ခဲ့တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အရဟံအောင်ပြီအရဟံအောင်ပြီဆိုပြီးတနေ့ကိုပဒီဆယ်ဘက်စိတ်ကမှာပဲဖြစ်ပါတယ်။ကံတရားအကောင်းမဲ့ဘူးဥတီပြောင်းလဲနေတာ85ရာခိုင်နှုန်းရှိပါ လက်လက်ပါနဲ့ပတ်သက်တဲ့ကိစ္စလေးကတော့800လို့8000လို့10000လို့8000လို့380လို့380လို့3000လို့ဝင်လာတတ်တဲ့အခြေဖြစ်ပါတပတ်စာလက်ပြီးကာလကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါရောင်လို့အစဲရောင်လို့ပါတဲ့ဝတ်စားတွေကိုဝတ်စင်တင်အပြင်ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွင့်လန်းကောင်းရကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ် တဲတော့ရတဲ့အခုညံကြပြဆိုရမယ်ဆိုရင်တော့ဝါညွန်ရှင်းညွန်မူးတန်ရှင်းတန်ဖြောင်းတန်ရှင်းတန်တောက်တော်ရှင်းခွဲမြက်စွာဖျားကိုကဲ့လူပူတော်လူလန်းပြီးတော့ကိုဖြစ်ခြင်းနဲ့ဆန္ဒတွေကိုရင်းရင်းနဲ့နဲ့ယုံကြည်ခြင်းနဲ့အသေးစိတ်အတန်ထွက်ပြီးတဝါအိတ်ဆူတောင်းပါဗျာဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စတာအညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ ကျွန်တော်ကတော့ထိုက်အောင်နေပါဗျာလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်အောင်ပဲမြို့ပဲတိုင်းပဲရက်ွယ်ပဲပြီးနေဖဲနိုင်ငံနေကြည့်ရှုအားပေးနေတယ်ဆိုတာလေးကို comment box မှာရေးပေးခဲ့ပါအောင်ဗျာတနေ့ကသားသမီးတွေအတွက်တပတ်စာတဲတော့ကန်ကြပါဦးဖတ်ကြားပြဆိုပေးမှာဖြစ်ပါတနေ့ကသားသမီးတွေဒီချိန်ဒီကာလမှာအလုပ်ပြောင်းနေရာပြောင်းအိမ်ပြောင်းအဲ့ရနေရာထိုင်နေပြောင်းနေကြုံရတဲ့ချိန်ဖြစ်ပါလေရှင်နဲ့နှီးဆက်ပတ်သက်တဲ့နေရာတွေကိုပြောင်းရွှေ့နေထိုင်လုပ်ကန်ရတာမျိုးကြုံရတဲ့ချိန်ဖြစ်ပါ ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စကတော့မြေခွဲဝင်ပါလိမ့်မယ်ဖုံကောင်းဖုံတဲ့ဖုံတဲ့အိုင်ဖုံလိုရမျိုးတွေဝင်လာတတ်တဲ့အခြေဖြစ်တယ်ပရိခောကပစ္စည်းတက်တယ်လေဝင်လာတတ်တဲ့အခြေဖြစ်ပါမိတ်ဆွေပေါင်းတဲ့ကအာဤဥအေဩအောင်လို့အေးလို့ဤလို့ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူတွေပေါင်းဆက်တဲ့လို့တွေစင်ပြေမယ်အောင်မြင်မယ် တတိထားမနစ်နဲ့နေရကာခကကံကနာမည်ပါတဲ့သူတွေတတိထားရှောင်ကြမှာ ဖြစ်ပါတယ်၎င်းနေ့နဲ့နေရကိုယ့်ဘောမှာမကောင်းပြောဆိုခြင်းမကောင်းကြက်စီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအဟောက်ထွက်ပြီးအတက်ရောက်တာမျိုးတွေကြုံရတတ်တယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ၃ရက်၃ပတ်အတွင်းဝယ်ပါဗျကားကောင်းကားတန့်ကားတက်ကိုပိုင်ဆိုင်ရတတ်တဲ့အချိန်ဖြစ်ပါ ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှံလို့ကိုရှံလို့တဲ့သူတိုက်ခိုက်တဲ့သူစောင်းောင်းတဲ့သူရှိပါလေဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ပြတ်သွားတဲ့ချစ်သူပြတ်သွားတဲ့အိမ်တော်ပတ်တွေကိုစီကိုတပံပြန်ပြီးတော့ရှောက်လာတတ်တဲ့အနေအထားမျိုးလေးတွေကိုတွေ့ရပါတယ်ပြန်ပေါင်းထုတ်အပ်တဲ့အချိန်ဖြစ်ပါကျမအိမ်နဲ့ပတ်သက်တဲ့ကိစ္စလေးရတော့ဒူးတို့နားတို့နှာခေါင်းတို့နှလုံးတို့ဒါတွေနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်တတ်ပါတယ်ခံစားရတတ်ပါ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အရဟံဒိဋ္ဌိအောင်ပြီဆိုရတဲ့နေ့ဥပတိ7ဘက်စိတ်ကမှာပဲဖြစ်ပါတန်တရားကောင်းမဲ့ကူဦးတည်ရွေ့လျားနေတာ60ရာခိုင်နှုန်းရှိပါလက်လက်ဘာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့900လို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 ့တင်း90လို့တင်း900လို့တင်း900လို့ဝင်လာတက်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာတော့အစိမ်းရင်းအောင်ပါတဲ့ဝိစားတွေကိုဝစ်စင်ခြင်းအပြင် ံစားတာညှက်ခိုက်ပြီးပြပြောင်းမယ်ကောင်းကျိုးချမ်းသာတွေရောက်ရှိမှာဖြစ်ပါတပတ်စာတဲရရတရားကိုညွန်ကြပြဆိုရမယ်ဆိုရင်တော့ကျေပကံများတစ်ချက်တည်းကိုထညက်ခဲခုနှစ်ခဲတဲ့အမွှေးလန့်ခုနှစ်တိုင်ဆိုက်ဖြောင်းလန့်ခုနှစ်တိုင်ဆိုက်ပြီးညက်စွာဖျားကိုကတ်လူပူစွာလှူလန်းပါဒါဆိုရင်တော့အခိုင်ညက်နေပြပြောင်းပြီးကောင်းကျိုးချမ်းသာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာအင်္ဂါသာသမီးတွေအတွက်တပတ်စာတဲရကံကြမှာကိုဖတ်ကြားပြဆိုပြီးမှာဖြစ်ပါအင်္ဂါသာသမီးရဲ့ဒီချက်ဏီကာလမှာတော့အိမ်မာအနေနဲ့ အပြင်မှာလှုပ်ရှားသွက်လာတယ်များတတ်တယ်အထူးသဖြင့်ခရီးနီးဝေးတွေတွားတတ်တယ်ပြည်တွင်းပြည်ပခီးတွေအားကောင်းတယ်တောင်တိုင်းတွေရှိတဲ့နေရာတွေလည်းခီးထွက်ကားတာမျိုးတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်ဗျဘောဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကိုယ့်ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေပျောက်ရှတာလို့တခိုးခိုးကွယ်ရတာလို့ကြပြောက်တာလို့မိကြိုင်ခဲရတာလို့ခပိုင်းလိုက်ခံရတာလို့ဖြစ်တတ်ပါတယ်ဗျအထူးကိစ္စကမှအချိန်ဖြစ်ပါတယ် မိတ်ဆွေပေါင်းနေတဲ့ကရှားရလာဝပါတဲ့သူတွေကိုယ့်ကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူတွေပေါင်းဆက်တဲ့လုပ်တွေဆင်ပြေပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။တတိထားမယ့်နေ့နဲ့နေရာအီဥအေအောအောင်လို့အေးလို့ဤလို့ပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါရန်နဲ့နောက်ဆက်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ရန်ရှိလာလို့မင်းရှိတယ်ကိုယ့်ရဲ့အောင်မြင်ကိုယ့်ရဲ့တိုးတက်မှုမနာလိုလို့ပြူစားစင်နောက်ဆက်တဲ့သူရှိပါလေ သာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူးအောက်လက်ငသားနဲ့ပတ်သက်တဲ့ကိစ္စတည်တည်ချာချာမျက်စိတောက်တောက်ကြည့်နေဖို့လိုအပ်ပါတယ်ကားဝယ်ဖို့ရည်ရထားတဲ့သူတွေက73ရက်ကျော်မှဝယ်ပါဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးဒီမှာတော့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်တည်းကိုယ့်ပုံမှာအနိုင်လူချင်းနဲ့စိတ်စိုးမိုးချေလက်ချင်းနဲ့စိတ်ရှိနေပါတယ်အဲ့တော့ကိုယ့်ဘက်ကနေအနိုင်လူချင်းနဲ့ဆိုရင်တော့ရှုံးပေးနှလုံးအေးတဲ့စေဖို့ဗျာ ဈာမရည်နဲ့ပတ်သက်တဲ့ကိစ္စလေးကအရှည်ပြားရားရံတဲ့ယောဂလေးဖြစ်တတ်ပါတယ်ခံစားရတတ်ပါတယ်ဘုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တဏ္ဍာဗုဒ္ဓအောင်ပြီးဆိုပြီးတော့ဒီနေ့ကိုပတိနှစ်ပတ်စိတ်ကမှာပဲဖြစ်ပါတယ်ဗျာကိုယ့်ရဲ့ကံတရားအကောင်းမဲ့ဘူးဥတီပြောင်းလဲနေတာ60ရာခိုင်နှုန်းရှိပါတယ် လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့400လို့400တို့400တို့400သိန်းတို့300လို့300လို့300တောင်တို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့အနီရောင်ရဲရဲပါတဲ့ဝတ်စားတွေဝတ်ဆင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကံသာစီရမယ်။ကံခွန်းလန်းကောင်းရမယ်။ကိုပြောတဲ့စကားတွေအောက်မယ်။တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်။တဲတော့ရတဲ့အတခုကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ ကျူပကံများတစ်ချက်တည်းကိုကောင်းချင်းပေါင်းမောင်းမောင်းလေးထဲပြီးလက်ကောင်အုံသီးမောင်းမောင်းလေးဖြူအမွှေးတိုင်းတိုင်းဖြောင်းတိုင်းတိုင်းစိုက်ပြီးမျက်စွာပြောက်ကတ်လူပူကျော်လှူဒန်းပြီးတော့ဆူတောင်းပါဒါဆိုရင်တော့ညံ့ခိုက်တည်ပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာလေးရောက်ရှိစေမှာပဲဖြစ်ပါလေဗျာဘောရဝူသားတမီးတွေအတွက်တပတ်စာတဲတော့ကန်ချမာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါလေဘောရဝူသားတမီးရဲ့ဒီချိန်ဒီကာလမှာတော့ခြေထောက်မှာဘွေပါတယ်ဆိုတော့ကိန်းကနန်းမျိုးကိုရောက်လို့နေပါလေဗျာခီးတူရောခီးရှည်ရောခီးနီရောခီးဝေးရော အိုဘာစီးခီးတွေကိုတွားတတ်တဲ့အချိန်ဖြစ်ပါလေဗျာ။ဟောစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစိန်ဝင်ပါလိမ့်မယ်။စိန်ကောင်းစိန်တန်တွေဝင်ပါလိမ့်မယ်။စက်ပစ္စည်းကောင်းစက်ပစ္စည်းတန်တွေဝင်လာတတ်တဲ့အချိန်ဖြစ်ပါမိတ်ဆွေပေါင်းတဲ့တဲ့ကပဖပပမနာမည်ပါတဲ့သူတွေကိုကိုကောင်းချူပေး။၎င်းတို့နဲ့ပူတွဲပေါင်းဆက်တဲ့အလုပ်တွေဆင်ပြေပါလိမ့်မယ်။အောင်မြင် တတိထမနိနဲ့နေရတာထဒဒနနာမည်ပါတဲ့သူတွေတတိထရှောင်ခြင်း၎င်းနေ့နဲ့နေရမိဘပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်တာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်ခြင်းရောက်ပြီးအောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သွင်းရပါလိမ့်မယ်ကားဝယ်မှုကြီးရထားတဲ့သူတွေ1 month တစ်လအတွင်းဝယ်ပါဗျာ ရှန်နေနောက်ဆက်နဲ့ပတ်သက်ပြီးကိုကတော့ရှန်မလို့ကိုရှန်လို့တဲ့သူတိုက်ခတ်တဲ့သူစောင့်ကြည့်တဲ့သူစောင်းမြောင်းတဲ့သူနှစ်ယောက်ရှိပါလေဗျခြေရည်နဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တယောက်နဲ့တယောက်နားလည်မှုလေးလွတ်တက်တယ်သူကဖြူစုကိုကအမဲတယောက်နဲ့တယောက်ကရောက်ကဆလေးတွေဖြစ်တတ်တယ်မျက်နှာချင်းဆိုင်လို့မရဘူးဖြစ်နေတတ်တယ်မျက်နှာချင်းဆိုင်တာလည်းရန်ဖြစ်မယ်ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့အာယုံကြောနဲ့ ပတ်သက်တဲ့ယောဂအာယုံကြောအားနေတဲ့ယောဂလေးဖြစ်တတ်ပါတယ်ခံစားရတတ်ပါတယ်ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဘဂဝါအောင်ပြီးဆိုတနည်းဥပဒိ၅ပါးစိတ်ကမှာပဲဖြစ်ပါတယ်ကံတရားကောင်းဘက်ကိုဥတည်ပြီးပြောင်းလဲနေတာ60ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့200လို့2000လို့2000လို့2000လို့ တိတ်နဲ့ဆယ်လို့တိတ်နှစ်ရာလို့တိတ်နှစ်ထောင်လို့တိတ်နှစ်တောင်းလို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အစိမ်းရောက်ပါတော့ဝိစာအဝါရောက်ပါတော့ဝိစာတွေများများဝတ်ဆင်ခြင်းအဖြစ်ကံတာစီရမယ်ကံခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်တစ်ဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတဲရရတာတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့နွားနိုးကခုနှစ်ခွက်၊မိုးတိုင်ကခုနှစ်တိုင်၊ဖျောင်းတိုင်ကခုနှစ်တိုင်၊မျက်စောဖျောင်းကလူကလူရမ်းပြီးတော့ ကိုဖြစ်ခြင်းနဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါရေးစုတော်မှာပြဒါဆိုရင်တော့လူကြီးမျိုးတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာယာဥသားသမီးတွေအတွက်တပတ်စာတဲတော့ကကြမှာဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်ယာဥသားသမီးရဲ့ဒီချိန်ဒီကလာမှာတော့အဖြစ်တဲ့အပြက်တွေကများနေတာမျိုးကြုံရတဲ့အချိန်ဖြစ်ပါတယ်ကိုတူးတဲ့တယောက်တည်းတစွတ်ထိုး ဆုံးဖြတ်တာဒီလိုလုံးဝလုံးဝရှောင်ကျင်းရမယ့်ခြင်းဖြစ်ပါတယ်။တက်သည့်နားလည်လူနဲ့တိုင်းတိုင်းညှိနေနိုင်ခေါင်းအေးထားပြီးတော့လှုပ်တင်တဲ့ခြင်းကာလတစ်ခုဖြစ်ပါတယ်။ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့စက်ပစ္စည်းအသစ်ဝင်ခြင်း၊စိတ်ပစ္စည်းအသစ်ဝင်ခြင်းတွေကြုံရတဲ့ခြင်းဖြစ်ပါတယ်။ကောင်းသောဝင်ခြင်းဖြစ်ပါတယ်ဗျာ။မိတ်ဆွေပေါင်းတဲ့ကတာထဒဒနနာမည်ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေအဆင်ပြေပါလိမ့်မယ်အောင်မ ပါလိမ့်မယ်။တတိဓာအမှန်တည်းနဲ့နေရာတော့ရှာရှာလာဝပါတဲ့သူတွေကိုတတိဓာရှောင်ကျမ်းမှာဖြစ်ပါတယ်။၎င်းနေ့နဲ့နေရာကိုယ့်ဘောမှာမကောင်းပြောဆိုခြင်းမကောင်းကြံ့စီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။သာသမိနဲ့ပတ်သက်တဲ့ကိစ္စအကောင်းကျိုးရှိတယ်။အောက်လငသားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရမယ်။ကားဝယ်ဖို့ရည်ရထားတဲ့သူတွေ6ရက်6ပတ်အတွင်းဝယ်ပါဗျာ။ ကောင်းကွာတဲ့ကာသစ်ကိုပိုင်ဆိုင်ရမယ့်ခြင်းဖြစ်ပါတယ်။ရန်နေနောက်ဆက်နဲ့ပတ်သက်ပြီးတော့မျိုးသမီးတဦးကနေကိုယ်ရှန်လိုတာလို့တိုက်ခိုက်တာလို့စောင်းနှောင်းတာမျိုးလို့ရှိပါတယ်။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်အောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်အောင်ဘက်ကကိုယ့်ရဲ့မှားကွက်တွေကိုစောင့်ကြည့်နေတဲ့အနေအထားမျိုးလေးတွေကိုတွေ့ရပါတယ်။ကျမအရင်နဲ့ပတ်သက်တဲ့ကိစ္စလေးကတော့အာယုံကြောလို့ဥကောင်းလို့လည်းပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါလေခံစားတတ်ပါလေ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အရဟံအောင်ပြီဆိုရတဲ့နေ့ကိုဒီ7ဘက်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းမဲ့ကိုဥတည်ရွေးလာနေတာ85ရာခိုင်နှုန်းရှိပါတယ်လာလာဘာနဲ့ပတ်သက်တဲ့ကိစ္စမှာတရားလို့တထောင်လို့တသောင်းလို့တသိန်းလို့တိန့်တရားလို့တိန့်တထောင်လို့တိန့်တသောင်းလို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆွေးရမယ်ဆိုရင်တော့အပြာနုရောင်လေးတွေပါတဲ့ sky blue ရောင်လေးတွေကိုဝတ်ဆင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုဘက်ပါလာမယ်တဲရော့ရတဲ့အခုကိုညွှန်ကြားပြဆွေးရမယ်ဆိုရင်တော့အဲ့ဒီနီးနပ်ပဝန်းကျင်မှာရှိတဲ့ကလေးသူငယ်တွေကိုအာလူကျော်ဒုတ်လေးတွေကျွေးမွေးလှူဒန်းခြင်းအဖြစ်လူချင်းမျိုးမှာကြုံတွေ့ရမယ်ကန်စားတာညံ့ခတ်ကြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ ဇာတာပိသသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါဇာတာပိသသမီးတွေဒီချိန်ဒီကာလမှာတော့အိမ်မှာနေနေမယ်အိမ်ဆောင်နဲ့ရံဖြစ်ထားတယ်ဆိုတော့ကိန်းကနဲမျိုးရောက်လို့နေရဲ့အပြင်တွေစုတ်ချတော့လာတာတွေများပါလိမ့်မယ်ခြေများမယ်ပေါ့ဗျာဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ဆက်ပစ္စည်းအစ်စ်ဝင်ပါလိမ့်မယ်စိန်တဲ့ပစ္စည်းအစ်စ်တွေဝင်ပါလိမ့်မယ် ငွေကြေးကြီးကြီးမားမားလဲလုံးလိုက်ရှင်းလိုက်ထုတ်လိုက်ထည့်လိုက်နှစ်ကြိမ်နှစ်ခါဝင်လာဖို့ရှိပါလေဗျမိစေပေါင်းနေနေတဲ့တာထတဒနနာမည်ပါတဲ့သူတွေကိုယ့်ကိုကောင်းချီးပေးတယ်၎င်းတို့နဲ့ပူတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိဓာမဲ့နေနဲ့နေရှိပါလေအဲ့ဒါကအာဤဥအေအောအောင်တို့အေးတို့ဤတို့ပါတဲ့သူတွေတတိဓာရှောင်ကြရမှာဖြစ်ပါ ဒါသည်နဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူးအောက်လုံငယ်သားနဲ့ပတ်သက်တဲ့ကိစ္စတည်တည်ကြာကြာစောင့်ကြည့်နေဖို့လိုအပ်ပါတယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေကတော့16ရက်ကျော်မှဝယ်ပါဗျရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးဒီချိန်ဒီကာလမှာတော့ရန်ရှင်းရန်လင်းနေတာမျိုးတွေ့ရပါတယ်အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ only one single သဘောမျိုးလေးတွေဖြစ်နေတဲ့ကာလဖြစ်ပါတယ် ကျမရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့စီးနဲ့ကြောက်ကဲ့ယောဂါလေးဖြစ်တယ်ပါလေခံစားရတတ်ပါလေဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အရဟံဒိဋ္ဌိအောင်ပြီဆိုရင်တနည်းဟူသည်7ဘက်စိတ်ကမှာပဲဖြစ်ပါကိုယ့်ရဲ့ကံတရားအကောင်းဘက်ကိုရွေ့လျားနေတာ60ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့300လို့300လို့3000လို့ တိန်30လို့တိန်300လို့တိန်3000လို့ဝင်လာတက်တဲ့အခြေဖြစ်ပါတပတ်စလက်ကြီးကတော့ညွှန်ကြားပြဆွေးရမယ်ဆိုရင်အဖြူရောင်အစင်းလေးတွေအကွက်ကလေးတွေအပွင့်လေးတွေပါတဲ့ဝတ်စားလေးကိုဝတ်ဆင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတပတ်စာတဲတော့ရတဲ့အောင်ညွှန်ကြားပြဆွေးရမယ်ဆိုရင်တော့တောက်တော်ရှစ်ခွဲအမှုတိုင်းရှစ်တိုင်းဖျောင်းတိုင်းရှစ်တိုင်း ရွှေလညွန်ရှင့်ညွန်မြတ်စွာဘုရားကိုကတ်လူပူတော်လှူဒန်းပြီးတော့ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါကြီးဆုတောင်းပါဖြာဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စာတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျာတောက်ကြတာသမီးတွေတပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါလေ တောက်ကြသသမီးရဲ့ဒီချင်းဒီကလာမှာလုံနှမျိုးလောက်ရခြင်းဝင်ငွေနှမျိုးရခြင်းဒီကြုံရတဲ့ချင်းဖြစ်ပါကဘာပတ်ကမကန်စားတာတဲမှာတော့ရှိတယ်အဲ့တော့နိုင်ငံရဲ့ခြားသွားမှုရှိရထားတယ်ဆိုရင်တော့ရှဲတင်တာသွားပြီးထွက်ဘောဇာပစီနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့တည်တည်ဖို့ဖို့တဲ့ဆိုထီးတို့ဖနက်တို့နာယူအထယ်လိတ်တို့ဝင်ပါလိမ့်မယ်ကြီးကြီးမားမားတဲ့ဆိုရင်တော့ဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်ပါလိမ့်မယ်ကောင်းသောဝင်ခြင်းဖြစ်ပါတယ်ဗျာ မိတ်ဆွေပေါင်းနေတဲ့တာထဒဒနနာမည်ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေးတယ်။ဒါကတော့လည်းဘူးတွေပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေဆင်ပြေပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။တတိတာမင်းင်းနဲ့နေရပါဖဗဗမနာမည်ပါတဲ့သူတွေတတိတာရှောင်ကြရမှာဖြစ်ပါ။ဒါကောင်းနေတဲ့နေရကိုယ့်ပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။တာသမီနဲ့ပတ်သက်တဲ့ကိစ္စ အရွယ်ရောက်ပြီးသားကလေးရှိရဆိုရင်တော့အဲရန်နေထွက်သွားတာမျိုးတွေကြုံရတတ်တယ်။အောက်ရငယ်သားကတော့အဟောင်းထွက်မယ်အစ်စ်ရောက်ပါလိမ့်မယ်ဗျ။ကားဝယ်ဖို့ရှိရထားတဲ့သူတွေကိုယ့်ရဲ့အတွင်းဝယ်ပါဗျ။ကားကောင်းကားတန်ကားတစ်ကိုပိုင်ဆိုင်ရမယ်ခြင်းဖြစ်ပါလိမ့်။ဂျန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာကိုယ့်ရဲ့အောင်မြင်မှုတိုးတက်မှုကိုမနာလိုလို့ရှန်လေးဝိုင်းနေတဲ့အချိန်ကာလဖြစ်ပါလိမ့်။ ချီရင်နဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စမှာတာယာချင်းစုပြချင်းကြီးနူးချင်းပျော်ရွှင်ချင်းဆိုတဲ့အချိန်ကာလကောင်းတွေကိုဖြတ်သန်းရမှာဖြစ်ပါတယ်ဗျကျမရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ဒူးလို့နားလို့နှာခေါင်းလို့နှလုံးလို့နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တဲ့တဲ့အာယုံကြောအားနေတာမျိုးတွေတွေ့ရပါတယ်ဗျဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ ဘဂဝါအောင်ပြီဆိုဒီနေ့ကိုပရိ9ပဲဆက်ကြပါမယ်ဖြစ်ပါကံတရားအကောင်းဘက်ကိုဥတီရွှေလျားနေရ65ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စမှာ400လို့400တို့400တို့400တို့300လို့300လို့300တို့ဝန်ထားတက်တဲ့အချိန်ဖြစ်ပါ တပတ်စာလက်ပြီးကလာညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အနီရောင်ရဲရဲပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကန်တာစီရမယ်ကန်ခွန်းလန်းကောရမယ်ကိုပြောတဲ့စကားတွေအောက်မယ်တဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တော့ရတဲ့အခုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အာလူကျော်တပတ်ကံအမွှေးတိုင်းတတိုင်းဖျောင်းတိုင်းတတိုင်းမျက်စောဖျောင်းကတ်လူပူကျော်လှူဒန်းပြီးတော့ကိုပြည့်ရှင်တဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါးရေးဆူတောင်းမှာပြ ဒါဆိုရင်တော့လူချင်းမင်းတို့မှာကြုံတွေ့ရမယ်ကန်စာတာအညံ့ခိုက်ပြီးပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာလေးရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာစနေသားသမီးတွေအတွက်တပတ်စာတဲတော့ကန်ကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါစနေသားသမီးရယခုချိန်ယခုကာလမှာတော့အထူးကြီးဆိုင်ကမှာဗျသွားတတိလာတတိစားတတိနဲ့နေရမယ့်အချိန်ဖြစ်ပါတယ် အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေရှိခဲ့မယ်ဆိုရင်အချိန်ကာလနောက်ကို15ရက်နောက်ဆုတ်ထားမှာဖြစ်ပါတယ်။ငွေကြေးကြီးကြီးမှာမြုံနိုင်တဲ့ကိစ္စ၊စာချုပ်စာတမ်းမှာလက်မှတ်ရေးထိုးတဲ့ကိစ္စ၊အရေးကြီးကြီးဆုံးဖြတ်ရမယ်ကိစ္စတွေဆိုရင်တော့အချိန်ကာလနောက်ကို15ရက်နောက်ဆုတ်ထားမှာဖြစ်ပါတယ်။ဒီအချိန်ဒီကာလမှာလုပ်ခဲ့မိမယ်ဆိုရင်တော့အမှားတွေးရတဲ့ကာလဖြစ်ပါတယ်ဗျာ။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့စက်ပစ္စည်းအစ်စ်ဝင်မယ်၊စိန်တဲ့ပစ္စည်းအစ်စ်ဝင်လိမ့်မယ်၊ရွှေဖြူတွေ ပလက်တီနမ်တွေဝင်လာတတ်တဲ့အခြေဖြစ်ပါတယ်။မိတ်ဆွေပေါင်းနေတဲ့ကကခကကငါနာမည်ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လူတွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်။တတိဓာမန္တိနဲ့နေရတာဟနာမည်ပါတဲ့သူတွေတတိဓာရှောင်ခြင်း။၎င်းနည်းနဲ့နေရမိမိပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။ ဒါသမီးနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်။အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရှာမယ်။ကားဝယ်မှုရည်ရွယ်ထားတဲ့သူတွေရှယ်ပေါင်း30အတွင်းဝယ်ပါဗျ။ကားကောင်းကားတန့်ကားတစ်ကိုပန်ဆန်ရမယ့်အချိန်ဖြစ်ပါလေ။ရန်လေနောက်ဆက်နဲ့ပတ်သက်ပြီးတော့မိမတူကနေပြောကိုယ်ရှမ်းလူလာမျိုးတိုက်ခိုက်တာမျိုးစောင်းညောင်းတာမျိုးတွေရှိပါလေ။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့အပြောင်းအလဲ ကြီးကြီးမားမားတွေဖြစ်တတ်ပါလေထူပြောင်းလဲခြင်းဟာအကောင်းဘက်ကိုဥတည်ပြီးတော့ပြောင်းလဲခြင်းဖြစ်ပါတယ်ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စကတော့လက်တစ်ဖက်ထုံလာခြင်းနဲ့ကြိုက်တာခဲတာလေးတွေဖြစ်တတ်ပါတယ်ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့လောကဝိတုအောင်ပြီးဆိုတဲ့နေ့ကိုပတိ၄ဘက်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတည်ရွေ့လျားနေတာ 100%ပါရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့400လို့400တို့400တို့400တို့340လို့340လို့340တို့340တို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်ညီညွတ်အောင်ပါတော့ဝတ်စာလေးဝတ်ဆင်ခြင်းအဖြစ်ကိုယ်ဘက်ကနေကံသာစီရမယ်ကံခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ် တဲတော့ရတဲ့အတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ပူတင်းပေါင်မှု၅လုံးမြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပါအမွှေးတိုင်း၅တိုင်းမှာထည့်ပြီးတော့လှူဒန်းပါဒါဆိုရင်တော့လူချင်းမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ